င်္ဂလာဆောင်မိုင်လိမ့်မှာမဟုတ်ဘူးမင်္ဂလာဆောင်ကမိုင်ရမနေ့ပြန်မနေ့ဆိုရင်စင်ကိုသွားမှာဟောသူတို့ကတော့မိအောင်ပြန်လာစီခြင်းတယ်ဆိုတော့မိုင်ရတော့လေးလက်မှတ်တော့ပြောင်းနေတယ်လေးလက်မှတ်ပြောင်းလို့ရတော့မိုင်မိအောင်တော့ပြန်လာအဲ့လိုတော့မရှိပါဘူးဟောပေါ့မိုင်ရကဘာဖြစ်ဖြစ်မိုင်ရလာစီခြင်းတယ်ဒီပွဲကို ရှိစေခြင်းတဲ့အတွက်မာကြီးစူးစမ်းပြီးတော့မာကြီးတက်တက်မှာပါခဏလေးနေပါအောင်တဲ့ဒါနည်းနည်းနောက်ကျမှာမို့လို့တဲ့ဟိုဖိတ်စာလေးသွားယူเสียရှိလို့ဆိုတော့အော်တို့အဲ့ဖိတ်စာရဲရခြင်းပဲမှာယူတို့ပြေးလာလို့ပထမဆုံးဖိတ်တဲ့ဖိတ်စာလားဆိုဟုတ်တယ်တဲ့ဆိုတော့ဘာဖြစ်ဖြစ်ဟိုကိုယ်ဦးစားပေးတဲ့အတွက်တော့ဂျေစစ်တင်ပါတယ်လို့ မိုင်းရင်ကိုလေလွန်ခဲ့တဲ့အာနှစ်လလောက်ကပေါ့နော်အဖွင့်ပွဲလေးရှိတယ်အပွဲထပ်ပြနိုင်မလားဆိုပြီးတော့အာစီစဉ်သူကနေပြီးတော့ဆက်သွယ်တဲ့အတွက်ပေါ့နော်အမိုင်းဒီနေ့လဲအားတာနဲ့တိုက်ဆိုင်တော့လေဟုတ်ဟုတ်သူကဆိုင်ဖွင့်တဲ့တက်တန်းက45နှစ်လောက်ရှိလို့ပြောတယ်ဆိုတော့မိုင်းတို့ဟိုပေါ့မိုင်းအသက်ထက်တောင်ကြီးတယ်သူကလေအဖွင့်တဲ့တက်တန်းကလေအရင်တော့ဆိုရင်ဒါမြင်းနီကုန်းဆိုရင်မခင်ရင်မြင်းနီကုန်းနဲ့မခင်ရင်နေကခွဲခြားမရဘူးเนาะဆိုတော့ ဘာပဲဖြစ်ဖြစ်တတန်းကြကြလေးပေါ့နော်ထိမ့်သိမ့်ပြီးတော့လုပ်ငန်းတစ်ခုထူထောင်နိုင်တဲ့နောက်အော်ပြီးတော့ separate ဆိုတဲ့လုပ်ငန်းခွဲတွေကိုလည်းအထပ်မှန်ပြီးတော့ချက်ချက်ပြီးတော့ဖွင့်လှစ်နိုင်တဲ့အတွက်ဟိုဘာဖြစ်အရေးချင်းရှိပြီးတော့ customer ခိုင်မာရထားတဲ့လုပ်ငန်းတစ်ခုပေါ့လေဟာ open မင်္ဂလာဆောင်မကြီးလိမ့်မှာမဟုတ်ဘူးမင်္ဂလာဆောင်ကဟိုမကြီးကမနေ့ပြန်မနေ့ဆိုရင်စင်ကာပူသွားမှာစင်ကာပူသွားမယ်ဆိုတော့သူတို့ရဲ့သူတို့က18ရက်နေဆိုတော့အမှန်တကယ်ဆိုမကြီးက18ရက်နေညမှာလေရင်နဲ့ပြန်လာ ဆိုတော့ဟိုဟာပေါ့မမီဘူးပေါ့နော်ဆိုတော့ဟိုသူတို့ကတော့မီအောင်ပြန်လာစီခြင်းတယ်ဆိုတော့မကြီးကတော့လေလက်မှတ်တော့ပြောင်းနေတယ်လေလက်မှတ်ပြောင်းလို့ရတယ်နော်မကြီးမီအောင်တော့ပြန်လာတယ်အဲ့လိုတော့မရှိပါဘူးဟိုပေါ့မကြီးဟိုဟာဘာဖြစ်ဖြစ်မကြီးကိုလာစီခြင်းတယ်ဒီပွဲကိုရှိစီခြင်းတဲ့အတွက်မကြီးစူးစမ်းပြီးတော့မကြီးတက်တက်မှာပါဟုတ်ရတယ်ကျွန်မမှပိုင်တာအကုန်လုံးကျွန်မလက်ဖွဲ့မှာကျမမသေးသေးရင်ပေါ့။ဒါလည်းတော့ဆက်လာတာ စဉ်းစားပါဘူးရှင်တို့ပဲစဉ်းစားတာတော့စဉ်းစားအဲ့လိုမရှိပါဘူးအဲ့လိုမရှိပါဘူးမာကြီးလည်းဘာပဲဖြစ်ဒီချိန်မှာရုန်းကန်နေရတဲ့လူဆိုတော့လေဟိုဘာပဲဖြစ်အကောင်းဆုံးတော့မာကြီးလုပ်ပေးချင်ပါတယ်စိတ်ထဲမှာတကယ်ကိုဆန္ဒရှိပါတယ်မပြောမပြောပါဘူးဒါပေမဲ့ပြောရမှာပေါ့လေဘာဖြစ်မာကြီးကအင်တာဗျူးတွေမှာလည်းအများတန်းပြောပါတယ်ဟောဘာပဲဖြစ်ဖြစ်ဟောပြောရတဲ့ချစ်ခင်စုံမဲ့လို့ဘွားတခုတဆုံးနိုင်နေလဲတွဲချမယ်ဆိုလို့ရှိရင်ตายပြောရှင်ချမ်းမြေ့တဲ့မိသားစုဘွားကို ဘာဘာပိုင်ဆိုင်နိုင်ပါစေပေါ့ဒါမှမဟုတ်တို့ရဲ့အကောင်ဆုံးစုလက်ပဲပေါ့နော်ဟိုဒီပစ္စည်းဥစ္စာတွေတက်ပို့ပြီးတက်ဖို့ရှိပါဘူးမဟုတ်ဘူးမဟုတ်တို့ဇီလက်အာဇီလက်ဟိုတယ်ဝယ်နေဖဲနေရမဟုတ်တို့ဓာတ်ပုံရိုက်တယ်လေဓာတ်ပုံရိုက်တော့သူကမေးတဲ့ခဏလေးနေပါအောင်တဲ့ဒါနည်းနည်းနောက်ကျမှာမဟုတ်ဘူးတဲ့ဟိုဖိတ်စာလေးသွားယူစရာရှိလို့ဆိုတော့အော်သူတို့အဲ့ဖိတ်စာရရကြမယ်မှာယူသူတို့ပြဒါလို့ပထမဆုံးဖိတ်တဲ့ဖိတ်စာလားဆိုဟုတ်တယ်တဲ့ဆိုတော့ဘာဖြစ်ဖြစ် ဟိုကိုယ်ဥစားပေးတဲ့အတွက်တော့ဟောကျေးဇူးတင်ပါတယ်လို့ဘာပဲဖြစ်ဒီဖိတ်စာလေးကိုမရည်လို့ရတာပေါ့နော်ကိုယ်ပြပြတွေ့ရတာပေါ့တော်ပြီတဲ့ဟာကြကျွန်မအသက်45နှစ်ရှိပြီဘွားကြီးဖြစ်နေပြီအဲ့တော့ကျွန်မဟလာစရတာနေဦးကြည့်ရအောင်မဟုတ်မဟုတ်ပါသိရကြည့်ရအောင်ကျမအခုချိန်မှာအရန်ရောက်ရခတ်နေရတယ်။ဗမာပြည်မှာနေလိုက်စင်ကာပူသွားလိုက်ထိုင်းဝန်သွားလိုက်ရောက်ရတိခတ်တယ်ကျမ အဲ့လိုမျိုးကိုဘွားကိုတော်မှာဗမာရှိလို့ရှိရမှမသိတဲ့အခြေအနေဖြစ်နေတော့လေဟိုစဉ်းစားစဉ်းစားဘိုးတက်ကိုကျမအာယုံနေပေါ့နော်ကို့အလုံးနဲ့ကိုခြားလက်ပတ်ရမ်းနေတာပေါ့နော်ဟုတ်ကဲ့ပါမကြီးကိုလေအာအချောင်းမျိုးမျိုးဘယ်လိုပဲဖြစ်ဖြစ်ဝမ်းနဲ့ဒီပဲဖြစ်စေလိုက်ပြီးဝမ်းနဲ့ပေးတယ်ပျော်ရွှင်လဲလိုက်ပြီးပျော်ရွှင်ပေးတဲ့မကြီးချစ်ခင်ပေးတဲ့အာအရောက်ချင်းစီတိုင်းမကြီးချစ်စုတင်ပါတယ်လို့ဘာပဲဖြစ်မကြီးအခုချိန်မှာဘွားရဲ့နောင်ရေးအတွက်ပေါ့နော်ကြိုးစားပြီးတော့ပျော်ရွှင်အောင်နေနေပါတယ်လို့ ဆိုတော့ဟိုမစိုးရင်ကြပါမယ်လို့အားလုံးပျော်ရွှင်ပါစေလို့မိုင်းလက်ပျော်ရွှင်နေပါလေလို့